ိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာယနေ့24ရက်6လ2025ဒေါ်လန်ထိုးစစ်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါပထမဦးစွာတောင်လူမျိုးနယ်ရှိဘကိုးရုံးမတွင်တိုက်ပွဲပြင်းထန်နေပြီးစက္ကဆစစ်တပ်မှစက်တပ်လေရီများပါအတုံးပြုတ်တိုက်ခိုက်နေသောသတင်းထပ်မံ၍နိုင်ငံရေးအကျဉ်းသားသတ္တဝါထပ်ပြေးလွတ်မြောက်သွားတာကြောင့် ချုပ်ခန်းဆောင်ရဲတွေကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတည်င်းအစရှိတဲ့နောက်ဆုံးရတည်င်းများကို ကျွန်တော်အညာသားမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ဝင်မြို့နယ်ပဲခူးရုံးမှတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဟာစစ်တပ်လေရင်များကိုပါတုံးပြတိုက်ခိုက်နေတယ်လို့သိရပါတယ်။မကွေတိုင်းထီလင်းမြို့နယ်မှာဖမ်းဆီးထားတဲ့နိုင်ငံရေးကျင်းသားစတုံး ထွက်ပြေးလွတ်မြောက်သွားတာကြောင့်အချုပ်ခန်းဆောင်ရဲတွေကိုစက္ကစစစ်တမနှင်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသာစတုံးထွက်ပြေးလာစဉ်အသက်50ကျော်ရွယ်နိုင်ငံရေးအကျဉ်းသူပါဝင်5ဦးမှာလန်ခီတွင် မိုင်းနီမိကတဦးကြာဆုံးပြီးကြံ၄ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့မှုနဲ့ပတ်သက်၍အချုပ်ဆောက်ရဲတွေကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးနှိပ်စက်ရာရဲနှစ်ဦးသေဆုံးသွားတယ်လို့လည်းသိရှိရပါတယ်။ထို့ကြောင့်အနေနဲ့ပတ်သက်၍ထီလင်းမြို့မှာဒုတိယဗိုလ်မှူးကြီးထိန်လင်းကရဲစခန်းသို့ရောက်ရှိလာကရဲတပ်ဖွဲ့ဝင်အားလုံးကို ခေါ်ယူဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ရိုက်နှက်မှုကြောင့် ရဲတကြက်မြင့်အောင်နဲ့ရဲတကြက်ကြော်စမ်းထွေးတို့နှစ်ဦးသေဆုံးသွားပြီးရဲတသား၃ဦးမှလည်းဆက်လက်ရိတ်ချုပ်ချလာရိုက်နဲ့မြင်ပန်းလေးစစ်စစ်လေးရှိရဟုသိရပါတယ်။ဘုဒ္ဓတပံမကွေတိုင်းပေါင်းမြို့နယ်တောင်ပိုင်းကကြေးရွာတွေကိုတိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိနေတယ်လို့သိရပါတယ်။ ပြည်သူများများမှာလည်းစစ်ဘေးတိမ်းရှောင်နေနေရတယ်လို့သိရပါတယ်ကျေးရွာပေါင်း900အထက်မနည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်တည်တဲ့သူတွေရောခြေတော့ဖျက်ရမဲ့သူတွေရောရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဝိုင်းတွဲမျိုးစားလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင်းဗို့မဲဘို့ကုန်းလေယာလက်ပံလတန်စုတက်ကြဲချင်း ကင်းမစားတဲ့ကြေးရွာတွေကပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတက်ကယ်ချင်းကြေးရွာကပြည်သူသုံးဗို့မယ်ကြေးရွာကနှစ်ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်ထပ်မံ၍တော်လန်ရေးတပ်ဖွဲ့များအားကောင်းသည့်မကွေးတိုင်းကုတ်ကူခရိုင်ပေါင်မြို့နယ်တောင်ပိုင်းကြေးရွာများကိုယနေ့ဇွန်လ23ရက်နေ့တွင်စစ်ကောင်စီလက်တက်ကဘုံကျဲတိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးပြီး လေးတဦးပါဝင်10ဦးတက်မနေဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပေဆုံးသူများနဲ့ကိုစီသူအောင်မှာရဲစီရီယမ်တဦးဖြစ်ပြီးပေါင်းမြို့နယ်ပြည်သူလူကြုံရေးအဖွဲ့ပလပဒုတာဝန်ခံဖြစ်တာဝန်ယူရိတ်စစ်ကောင်စီကို လက်နက်ကင်တိုက်ခိုက်နေသူဖြစ်တယ်လို့သိရပါတယ်အဲထို့သူကိုစီသူအောင်ဤဇနီးမအေးလေးမှာခြေတော့ ြတောက်သွားခဲ့ပြီးစေယုံတို့ပို့ဆောင်ရာလမ်းတွင်သွေးထွက်လွန်ပြီးတေဆုံးသွားတယ်လို့လဲစိတ်မကောင်းစရာသိရှိရပါတယ်မက်လာ၁၁ရက်ခန့်စိတ်ဖြူမြို့နယ်ခြေဆိုင်အမှတ်၂၂ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ22မှာထွက်ခါလာတဲ့အင်ဂျင်တက်လေရီဘုံကျက်တိုက်ခိုက်မှုကြောင့်ပုံမျိုးထောက်ရှာပင် ရွာစာတင်ကြောင်းဘုံထိမှန်ပြီးအမျိုးသမီးတဦးတည်ဆုံးကကလေးငယ်တဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဟုတ်တယ်တပန်။တက်မတော်လေးအမှတ်တစိုက်ဖြင့် Y8 စက်တက်လျင်တဲ့နှစည်းကိုတရုတ်နိုင်ငံကူမင်းလေစိတ်တွင်တွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီအတွက်မကြာမီအုံပြုရန်တက်မတော်လေးအမှတ်တစိုက်ဖြင့် ပေယူပို့ဆောင်ရေး Y8 လေရင်တဲ့၂စီးကိုတရုတ်နိုင်ငံကုမင်းလေစိတ်တွင်ရှားပွေပြည့်ရှိခဲ့ရပြီးစစ်ကောင်စီအတွက်မကြာမီအသုံးပြုတော့မယ်လို့ယူဆရပါတယ်။ထမှန်၍စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရေစကန်အားပြည်သူလွတ်မြောက်ရေးတပ်မတော် PLA မှသိမ်းပိုက်ပြီးနောက် ဖန်ဆင်းရမည်သောစစ်ကောင်စီတပ်သားများအားစစ်ဆေးမင်းမြတ်ချက်ဥတ္တမိုင်တစ်ခုကို PLA မှထုတ်ပြန်ခဲ့တာကိုထုတ်ပြန်ခဲ့တာကိုလည်းတွေ့ရှိရပါတယ်။ကန်တော့ရေစကန်သည်အချက်ကြာကြာသောအာဆီယံလမ်းမကြီးပေါ်တည်ရှိပြီးအဆိုပါလမ်းဟာအိန္ဒိယနိုင်ငံနှင့်တွားလာနိုင်ဖြင့်မဟာဗျူဟာယအလွန်အရေးပါသောနေရာဖြစ်ပြီးကန်တော့မှာနောက်မြောက်ဘက်မိုင်30ကျော်กว่าတွင်စစ်ကောင်စီ၏ကပ္ပါစ23 တည်ရှိပြီးနောက်တောင်ဘက်တွင်35မိုင်ခန့်အကွာကပ္ပစ24တည်ရှိတာဖြစ်ပါတယ်။ကန်တော်ယက်စကန်သည်ပလင်းပလဲမြို့မှယက်စကန်ပြီးလင်ဒုတိယအကြီးဆုံးယက်စကန်ဖြစ်ပါတယ်။ထိုဖန်စီရမိသောတုံပန်းလေးဟုအနေသုံးဦးမှာ အတင်းအဓမ္မစစ်မှုထမ်းရန်စူဆောင်းခံရသူတွေပေါ်တာဆွဲခံရသူတွေဖြစ်နေတာကိုလည်းတွေ့ရှိရပါတယ်။နောက်ထပ်တစ်ပန်းရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ် မိုးဖောက်ယူရမှာဇွန်23ရက်ကဒါအောင်တက် PSLF TNLA နဲ့ရှမ်းပြည်တက်မတော် SSPB SSA တို့တိုက်ပွဲဖြစ်ပွားနေလို့လဲသိရှိရပါတယ်စစ်ရေးစတင်မှုနဲ့ပတ်သက်လို့နှစ်ဖက်တက်တွေကအပြန်လဲအပြန်အလှန်ဆွဆွဲထုတ်ပြန်နေတာကိုလဲတွေ့ရှိရပါတယ်မိဘပြည်သူပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစီ